ာတို့အားလေသိက္ခာတို့အားလေခိုင်ကျွေမွေခိုင်ကျွေမွေဘုရားကြပါကုန်၏ကျောင်းရေစက်ချဝိနေကျောင်းရေစက်ချဝိနေသတ္တယေဝေယဝိဇ္ဇာမင်္ဂလာပါမင်္ဂလာပါဟုတ်ဒီကျောင်းလေးကဘယ်လိုလေးနာမည်လဲပေးတာလဲ ဒီကြောင်းလေးကိုအချင်းဩဓမတာရာကြောင်းဆောင်ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်ဟုတ်ပါဒီနာမည်ကလည်းကျွန်တော်တို့ဆရာလေးရောက်ကောဆရာလေးကနေလမ်းညွှန်မှုပေးတာပါဟုတ်ကဲ့ပါခင်ဗျာကိုစမ်းကိုဆော့လို့ရတာတောင်းဝင်လို့ဆော့ပေးခဲ့ရဆိုတော့ဆရာလေးကဘလို့လေးမိတ်လိုက်လို့အာဘလို့လေးလိုချင်တဲ့ပုံစံနဲ့အာဆရာလေးလိုချင်တဲ့အစီအစဉ်ကိုဆောင်ရပေးခဲ့တာပါဗျာဩဒီအက်ဆောင်လေးဖြစ်ပေါ်လာပုံကကိုရင်လေးကဒီကြောင်းလေးကိုကြောင်းအပွဲလုပ်ပြီးတော့ဒီမှာကိုရင်လေးတွေတော်တော်များများ သတင်းသုံးကြပါလေစတင်ကြပါလေအဲ့တော့ကိုရင်လေးနေဘူးထိုင်ဖို့အတွက်ကိုရင်လေးကိုလာပြီးတော့ဖူးမြော်ကြတဲ့အပိတ်သက်တွေအတွက်နေရာထိုင်ခင်းအဆင်ပြေဖို့အတွက်လိုပါတယ်လူတဲ့ခါကျတော့ဆရာလေးကကိုရင်လေးတွေကြောင်းဆောင်လေးတစ်ဆောင်စောက်ပြီးဖို့ကိစ္စကိုဆရာလေးမှအစီအစဉ်ပေါ်လာပါတယ်ပေါ်လာပြီးတော့ဆရာလေးကကိုရင်လေးဓမ္မပူဇာရတဲ့ပစံဆရာလေးရဲ့ဥဆောင်ဥရဲနဲ့ဆရာလေးကိုယ်တိုင်မှတည်ပြီးတော့လူတဲ့ပစံ ကျွန်တော်တို့ဆရာလေးတပည့်သားဝကားတွေအားလုံးပေါင်းပြီးတော့ဒီចောင်းဆောင်ကြီးကိုပြီးအောင်ဆောက်ကြပါတယ်ချောင်းဆောင်24ရဲ့ချောင်းလောက်ပါ6လောက်ပိုင်း2024ရ2024ရပနဲ့ရိုက်ခဲ့ပြီးတော့ဆောက်ခောက်ခဲ့တော့ဟုတ်ကြပါတယ်အဲဆလာဘိုင်းအဆိုတော့အခုဒါ10လပေါ့10လနီးပါးကြာသွားတော့ဗောနော်ဂျားထဲမှာကျွန်တော်တို့ပြီးခဲ့တဲ့3လပိုင်းနဲ့4လပိုင်းကဆရာလေးရဲ့ဘုရားပွဲတွေရှိနေတဲ့ကြောင့်ကျွန်တော်တို့လုပ်ငန်းကိုရပ်နှားထားတာပါ ဒီတကြံပြီးမှကျွန်တော်တို့ဒါလေးကိုပြီးအောင်လေလက်ဆက်တက်ပြီးတော့ဒါလေးကိုလုပ်လိုက်တာပါခင်ဗျာဟုတ်ဘလောက်အကျယ်ဘလောက်အမြင့်လဲကျွန်တော်မြင်တာ၄ကားလား၅ကားလားဆရာလေးကဘလို့လူချင်းနဲ့ဟာကိုစောင်းကဘလို့လေးကောင်းဆုံးလေးဆော့ပေးခဲ့ဆရာလေးကဒီမှာဆိုရင်ဒီကအကြောင်းတန်းအကြောင်းတိုင်းဆရာတော်ဦးညံတော်ပါသားတဲ့တခန့်နောက်ဦးညံတော်ပါသားတဲ့ထောက်စကြောင်းစာချတဲ့ဆရာတော်ကြီးရဲ့တပါကိုရင်လေးနေဖို့အတွက်ကိုရင်လေးကိုပြုစုဆောင်ရှောက်ဖို့ကိုရင်ရဲ့မယ်တော်တဲ့တခန့်ဆိုပြီးတော့စုစုပေါင်းပထမတော့၄ကန်းပေါ့ နောက်တော့ကိုရင်လေးခန်းလေးကိုကြဲအောင်လို့ဆိုပြီးတော့ဆရာလေးကတခန်းပေါက်လိုက်တော့သုံးခန်းပဲဖြစ်သွားပြီးတော့စတိုးလေးတခန်းနဲ့အဲ့တော့အများသူငါလာပြီးတော့ကိုရင်လေးကိုဖူးမြလာကားကျင်သုံးဖို့အတွက်တပ်ဆင်ခန်းလေးတွေပါထည့်ဆောက်လိုက်တာပါဆရာလေးကနောက်ဖျားခန်းလေးလည်းကြဲကြဲအဲခန်းလေးလည်းကြဲကြဲလေးဖြစ်အောင်ထည့်သွင်းပြီးတော့စဉ်းစားပြီးတော့ဆရာလေးကတေချာလေးကိုမိန်ကြားပြီးတော့ကျွန်တော်တို့ဆောက်ခိုင်းတာပါခင်ဗျဟုတ်ကြဲဘယ်လောက်အမြင့်ဘယ်လောက်လို့ပြောလဲ ကျွန်တော်တို့အကျယ်ကဟွာရှိပါတယ်ခင်ဗျာ30 65ပြီရှိပါတယ်အမြင့်က15ပြီယူထားပါတယ်ကျွန်တော်တို့အောက်ကဖောင်ဒေးရှင်းကနေပြီးတော့ plain level ဟောကျန်းကင်း level ကိုကျွန်တော်တို့၄ပြီမြင့်ထားပြီးတော့ကိုရင်လေးစောင်းဆောင်တို့တော့ကြည့်လိုက်ရင်တော့ပြီး20လောက်မြင့်တယ်လို့ထင်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ ဟိုဒီဒီကိစ္စတော့ငလင်းလဲနည်းနည်းမပြီးဆုံးသေးတော့ဘယ်လိုငလင်းလာနေခံရအောင်ဘယ်လိုကြခံမှုတွေပြအောင်ဘယ်လိုတွေလုပ်ထားအဲ့ဒီကိစ္စကကျွန်တော်တို့စဟိုငလင်းလေးမလုပ်ခင်ဟိုချိန်လွန်ခဲ့တဲ့ဆယ်လကျော်တည်းอ่ะဆိုတော့ကျွန်တော်တို့ကဒီကိုဘယ်ချိန်ပဲစောက်စောက်ပါဒီငလင်းကိစ္စကိုကျွန်တော်တို့ကအမြဲတမ်းထက်ထွက်ပြီးစဉ်းစားခဲ့ပါတယ်ဟိုအထက်မှာမပြီးတော့ငလင်းမကြီးနိုင်တဲ့အတွက်ကြောင့်မို့ကိုရင်းလေးရဲ့နောက်ပြီးတော့တစ်ထပ်ចောင်းဆောင်နဲ့ဖြစ်တဲ့အတွက်ကြောင့်မို့တော့တောင်းတောင်းငလင်းတော့ခန်းတိုင်းထိုင်တိုင်းအောင်ရှိအောင်ကျွန်တော်တို့ထည့်သွင်းစောက်စောက်ပြီးတော့လုပ်ခဲ့ပါတယ်ခင်ဗျဟုတ် ဆရာလေးလိုချင်တဲ့ဘယ်လင်းပေါက်တွေအာဒီတဲ့အဲ့ဒါကိုနေဖာနေချာပြည့်စုံဒါတွေရောဘယ်လိုလေးလုပ်ရတာအဲ့ဒါအရောဆရာလေးကအမှန်တမ်းအကောင်းကြိုက်တတ်တဲ့လူဆိုတော့ပရင်ပေါက်ဆိုတဲ့လင်းအခန်းဆိုတဲ့လင်းနေမှစေတို့ရင်နဲ့အလင်းအောင်တွေကိုပါနေရဟာမနော်အဲ့ဒါလေးနံပါတ်1တော်တော်လေးကိုကျွန်တော်တို့ပြန်ပြင်ပြီးတော့ခဏခဏပြန်ပြင်ရပါတယ်အရာကုန်းစေတုတ်ပြီးွားရတဲ့စေးတွေမကြိုက်လို့ခဏခဏပြန်ပြင်ရပါတယ် အဲယာကုန်းနေဆိုဒီလိုပဲအထားသူတွေမကြိုက်လို့အဲယာကုန်းနေလည်းခဏခဏပြန်ပြရပါလေနောက်ဆုံးဆရာလေးစိတ်တိုင်းကြပြီဆိုမှဒါဟိုနောက်ဆုံးလုတ်ပြအကြောင်းလို့ပူဇော်ပဲလုတ်ရတာပါခင်ဗျဟုတ်ဟုတ်ပြစ်လိုက်ရင်ကြီးကြီးနဲ့ဆင်းတုတ်ထားတာနဲ့ပနာရရအောင်ရန်တနေတော့အဲ့ကိုကိုဘလို့ ပြန်ခံစားရတယ်ကိုစောက်ပေးတာတွေအော်ကျွန်တော်တို့ကတော့ PD ဖြစ်ပါတယ်ဒီဈေးတွေဘာတွေအကုန်လုံးအယောင်တွေကဆရာလေးကရွေးချယ်ပေးတာပါကျွန်တော်တို့ကလက်ရခုမဲ့လှုပ်အားလှုပ်ပေးရတာပါအယောင်တို့ဈေးတို့နောက်မီးလုံးတွေမီးသီးတွေထားပုံထားပေးတယ်ဆရာလေးရညွှန်ကြားချက်တွေပါဆရာလေးခန်းတဲ့အတိုင်းကျွန်တော်တို့ကလှုပ်ပေးရတာပါဆရာလေးကောင်းလာပါကျောင်းလို့ပူဇော်လေးဒီနေ့လုပ်ပေးနိုင်လားဆိုတော့အာကိုရပိတိဆိုဘယ်လိုလဲဘလို့ကိုတွေကဟိုယူလဲယူလာပါတယ်အဲဒီကျောင်းယူလဲဖြစ်မြောက်အောင်အကောင့်တေဘောလုံးပြီးမြောက်ဆောက်ပေးလိုက်နိုင်ပြီဆိုတော့ဟောကျွန်တော်တို့အ ရန်ကိုပီတိဖြစ်ပါတယ်နံပါတ်1ပီတိဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဆရာလေးသူဆန္ဒပြေဝါဝါတဲ့အကြောင်းတစ်ချက်နောက်ကိုရင်လေးတတောက်တတာနဲ့ကောင်းကောင်းမွန်မွန်နေနိုင်ထိုင်နိုင်မိုးလုံလေးလုံလေးမှာနေရတယ်စာတင်ရတယ်တင်းရတယ်အတွက်တော့ကျွန်တော်တို့အတော်အားကြီးကိုပီတိဖြစ်ပါတယ်ဒီအကြောင်းဆောင်ကြီးမပြီးမချင်းပေါ့ပြီးခဲ့တဲ့ဆယ်လားကနေပေါ့အခုချိန်ထိကျွန်တော်တို့မနှုတ်ဘူးပုဗ္ဗေလေးလေးပြောရင်မနာရသေးပါဘူးကိုရှိတဲ့အလုပ်တော်မှဦးစားမပေးပါဘူး ဘုံလေးကြောင်းလေးကိုဖတ်မှောက်ပြူးနေကောင်းကောင်းမုံလေးပြအောင်ကျွန်တော်စူးစမ်းပြီးလုပ်ခဲ့တဲ့တော့ကြောင့်မို့ကျွန်တော်တို့လင်မြန်းလျောက်ဆိုတော့ကျွန်တော်ကုန်နေရဝန်ထမ်းတွေရောအားလုံးပီတိဖြစ်ရပါတယ်ဝမ်းသာရပါတယ်။ဘာတိရပီတိလေးရောလည်းရန်ပီတိလေးရပါတယ်။အဓိကကျွန်မကတော့ဒီအချောတယ်မှာကျွန်မကတောင်းယူပြီးချောတယ်ကိုကျွန်မပူဆောင်ပြီးလုပ်ပေးတာပေါ့နော်။ဟုတ်ပါတယ်။အကျန်းတယ်ကိုတော့ကျွန်မကုန်နေရလူတွေရောကလူတွေကပြီးသွားတဲ့အချိန်မှာကျွန်မအချောတယ်ကိုတောင်းယူပြီးလုပ်ပေးတာ။ ီးလုပ်ပေးကြမှာဆရာလေးပေါ့နော်အဓိကရောဆရာလေးရဲ့ဥဆောင်ညွှန်ကြားမှုပေါ့ဈေးရောင်းအစနေရာထားသူထဲရဖန်နေချာပစ္စည်းတွေဝယ်တာအစအားလုံးကဆရာလေးစိတ်တိုင်းကြဆရာလေးကကျွန်တော်တို့ဥဆောင်လမ်းပြလို့ကျွန်တော်တို့ကဘာလေးလုပ်ပါဆိုရင်ကောင်းဆုံးဖြစ်အောင်ကျွန်တော်စီစဉ်ခဲ့တာပေါ့နော်။ဘုရားဘုရားဆောင်ရည်နဲ့ဆက်တွေ့ကြတယ်ဆိုတော့ဘယ်လိုလဲဆက်တွေ့ရလဲ။ တော့ပေးဆက်ရှိတယ်နော်ကျွန်တော်ပေးဆက်ရှိတယ်လုံးလိုက်တယ်တော့အလုံးပြီးသွားတယ်ဟုတ်ဟုတ်တယ်ပူပူဆန်းဆောက်လို့ရေကိုဆက်သွဲ့ခြင်းလေဆိုရင်ကျွန်တော်တို့25ငါးမှန်အောင်ဖျားလဲ33ရက်ခွဲမြောက်တကုံမှာကျွန်တော်တို့ရုံငန်းရှိပါတယ်အော်အိမ်လလာလေးစောက်မယ်ဆိုရင်ကျွန်တော်တို့စက်သွဲမှုတတိယလိုက်ပါနော်တတိယလိုက်ပါအိမ်လလာလေးစောက်မယ်ဆိုရင်တတိယလိုက်ပါတတိယလိုက်ပါတတိယလိုက်ပါအာဒီကိုရင်းနဲ့ပတ်သက်ပြီးတော့ဗာလေးပြောချင်တယ်လေအကိုရင်းလေးဖုံးကန်ကတော့ဒီအမြဲတမ်းအံဟုတ်ဖို့ကောင်းပါတယ် ဒီဓမ္မဒီចောင်းဆောင်လူပွဲအခမ်းအနားလုပ်ဖို့ဆိုရင်ဒါဆိုရင်ဝိုင်းဝန်းပူတဲ့တကယ်ကိုနိုင်ငံတော်ပွဲကြီးအဆင့်လို့ဖြစ်သွားပါလေမဟုတ်ဘူးမန္တကအစနေရာထိုင်ခဲ့အခမ်းဖော်ပွဲတွေရောအကျွေးအမွေးတွေရောလေတော်တော်လေးကိုကိုကြီးဖုန်းကန်တော့ဘူးမလို့မပြောတတ်ဘူးကျွန်တော်ကတော့လက်တွေ့မြင်လဲရတော့တော်တော်ကြီးကိုဖုန်းတကူကြီးပါတယ် အဲသူတရားတကွာတရားတပွဲတပွဲပြန်လာရင်သူ့ရဲ့ရလာတဲ့ဟိုကအနုခံပေးလိုက်တဲ့ဓမ္မပူဇော်တွေပတ်စပ်နေရလဲဒါကိုရင်လေးအရွယ်နဲ့မမြအောင်တော်ကြီးကိုဘိုးတကိုကြီးလက်သူ့ရဲ့အချိန်ဝါတွေတွေ့ရပါတယ်ခင်ဗျဟုတ်ကျေးဇူးပါ